အားလုံးပဲမင်္ဂလာပါမကင်မိုးကအာ TikTok မှာ live လွှင့်နေလူမဟုတ်ပါဘူးဒါပေမဲ့ TikTok ကနေပြီးတော့မကင်မိုးကကာပီလုပ်ပြီးတော့တစ်ဖက်မှာမကင်မိုးကပြန်ပြီးတော့ um YouTube တို့ Facebook တို့သွားပြီးတော့ share လို့ရတဲ့အတွက်မကင်မိုးကဒီဟာလေးကို um YouTube တို့အာ TikTok uh, Facebook တို့မှာ Market Moore ရဲ့ TikTok ကို share လုပ်ရတဲ့အတွက် Market Moore ကဒီကနေ live လင်တာပါအခုတော်တော်မှာမအားလားမအိမ်လုံးကအဲတိုင်းသူပြည်သားတွေကိုနေရအနှက်ဘုံလိုက်ချရတဲ့အကြောင်းရင်းတစ်ခုသီးသောအကြောင်းရင်းသူ့ရဲ့နေပြည်တော်ကြီးကပြ мян ကွဲပြုတ်ပြုတ်ပြုံးသွားလို့ပါအိမ်ပေါင်း2000ကျော်နေပြည်တော်မှာရှိတဲ့သူအားကိုးနေရတဲ့ တော်လန်ရေးကာလလင်းနေတာကာလမှာသူ့ကို special ထောက်ပံ့နေတဲ့ဒီဒီနေပြည်တော်ကြီးဟာပြ мян ကွယ်ပြုတ်ပြုတ်ပြုံးသွားလို့เนาะပြည်သူနဲ့အဲသူ့ကိုလာပြီးတော့တိုက်နိုင်ခြင်းရှိတယ်နော်တော်လိုင်းအင် အားစုတွေရှိနိုင်မယ်ထင်ပြီးတော့သူလိုက်ချောင်းနေတာဖြစ်ပါတယ်။နော်သူက သူကတမင်လာလုံနေတာမဟုတ်ဘူးသူကြောက်လို့သူ့ရဲ့ကြောက်ချင်းတရားကိုသူကဖြန့်လန့်လန့်ဖြန့်ဖြန့်နဲ့သူကနေပြီးတော့เนาะဒီဘုံတွေကိုလိုက်ချက်တာဖြစ်ပါတယ်เนาะအဲ့တော့ပြည်သူတွေတိထားမှာကအဲတိတ်ပြီးတော့မကြောက်ပါနဲ့တိတ်ပြီးတော့မတုံ့လှုပ်ပါနဲ့သူကိုနှိုက်ကိုကเนาะမအိမ်လုံးကိုတိုင်းကိုကဒါပြင်းပြင်းကွဲပြုတ်ပြုတ်ပြုံးနေလို့ပါเนาะအဲ့တော့က um You guys hear about the uh, Myanmar earthquake, 7.7 .7 magnitudes in Burma? So, if something happened to in my country, uh, my native country, I'm, I'm living in New York City now, right now. But um, my born place in Myanmar is called Burma. So, uh, the earthquake happened uh, since uh, March 28, 2025, and uh, the that's a lot of uh, building collapse. Some uh, important city, government cities uh, collapse, uh, like a 2000 something building collapse. So lots of people lost their homes and shelter. But um, the military cop took over in Burma uh, since 2021, February 1st. So that guy never gave up on the people and uh, they bombing, they air striking um, airstrike, uh, airstrike bombing and uh, mascara, uh to the edges so on the people, innocent people. So what happened in Myanmar is, um, is, um earthquake happened after the, they never stop bombing uh, innocent people, uh, the other states or uh, how to call it. United States a promised area. So the military coach, uh, uh, the military guy, they should give, they never, they don't want to give up because of, since 2000, 1963, they took over from uh, people power to the uh, one, uh, only the military guys took over the, um, the, the, the power. So they act there in my country it's happening like um, how to call it north korea and russia and china just like that so excuse me <laughs> excuse me <laughs> so people from burma every day every single day they're facing the difficult times the whole i mean the whole life so I'm luckily an escape from Burma since 1999 December. So I live in, in New York City and I, I'm speaking about my country people, a, my poorest country people. So you might be on the town of San February Laria. ဒီဆရာနာရှင်ကအာနာတိန်းတာတယ်အခုချိန်ဒီမပေးသေးဘူးဘာဖြစ်လို့မပေးသေးလဲဆိုတော့ သူကလမ်းဆုံးလဲရောက်နေပြီသူ့ရဲ့အကျွေးကလည်းတရုတ်နဲ့တရုတ်နဲ့အခြားသောရုရှားတို့ဘာတို့မှအကျွေးတွေကတည်နေပြီးတော့သူဟာညံပြင်းတဲ့အာနာရှင်တယောက်အနေနဲ့မရက်တည်ခြင်းနဲ့အတွက်သူကဆိုးဆိုးဝါးဝါပြည်သူတွေကိုတပ်ဖြတ်နေတာပါအဲ့တော့ဆိုလိုချင်တာကဘာလဲဆိုတော့ဒီအာမဆိုလိုချင်တာကဘာလဲဆိုတော့သူတို့က အခုတလောမှာဒီမြေပြည်တော်မှာ ပြနေပြည်တော်ရဲ့ပျက်စီးယိုယွင်းမှုတွေကိုကြည့်ခြင်းအပြင်သူတို့ဟာတော်တော်လေးကို အစင်မပြေတော့ဘူးလို့ထင်ရတယ်။ဘာလို့ဆိုတော့သူတို့ဒီလေရင်နဲ့၆ချင်းအပြင်သူ့ရဲ့အရှုံးတရားကို သူ့ရဲ့အဲ reality ဖြစ်ဒီဖြစ်နေတဲ့သူ့ရဲ့ရှုံးနှိမ်မှုကမြင်နေရပါတယ်။အဲ့တော့ပြည်သူတွေစိတ်ဓာတ်မကြပါနဲ့။မြေအွန်လိုင်းအပါဝင် ပြည်သူတွေကိုအပတ်ဆက်ဆုံးအရက်ဆက်ဆုံးရုံမာနေတဲ့နေပြည်တော်ကအရန်ကြီးကိုပြိုပြက်သွားပါတယ်။အာနေပြည်တော်ကအရန်ကိုပြိုပြက်သွားပြီးတော့သူ့ရဲ့အာအာကိုရတဲ့เนาะသူ့ရဲ့အဲကိုရန်တို့တက်တယ်ရောဗါရောသူအာကိုရတဲ့အဲဒီအစိုးရဌာနတွေအများကြီးပြက်စီးသွားတယ် နောက်သူ့ရဲ့အဲ့နေပြည်တော်မှာရှိတဲ့အဲအိမ်ပေါင်းအလုံးပေါင်း2000ကျော်ပျက်စီးသွားတဲ့အတွက်ဒီမင်းအွန်လိုင်းနဲ့စစ်တပ်ဟာအရှုံးကြီးရှုံးအကြောက်ကြီးကြောက်နေတဲ့အတွက်လေရင်နဲ့လိုက်ပြီးတော့เนาะပြည်သူတွေနေတဲ့ကြေးရွာလေးတွေပေါ်မှာလိုက်ပြီးတော့ဖြတ်ချနေတာဖြစ်ပါတယ်။အဲ့တော့ကျမတို့ပြည်သူတွေစိတ်ကိုမလျှော့ပါနဲ့။ကျမတို့ကိုကြောက်လို့သူပုံးနေချနေတယ်လို့ကျမယူဆပါတယ်ရှင်။ အားလုံးပဲပေးကင်းရန်ကွာစိတ်ချမ်းသာကြပါစေကျမတို့တော်လိုင်းအဆုံးထိပါနေမဲ့လူတွေဖြစ်တဲ့အတွက်ပြည်သူတွေစိတ်ကြမကြပါနဲ့အလူကိုလည်းတည်တည်ချာချာလူပါအဲလူအပ်တဲ့နေရာကိုပဲလူပါမလူအပ်တဲ့နေရာတွေမှာမဖြုံးပါနဲ့ကျမတို့ရဲ့တိုင်းပြည်ရှေ့ရေးကဘာတွေဖြစ်မှန်းမသိသေးတဲ့အတွက်เนาะသူများရဲ့အလူကိုဖျက်ဆီးရမဟုတ်ပါဘူးအဲကိုဘူးကိုလည်းကြည့်သူများကိုလည်းကြည့်ပါ တိုင်းပြည်ရှေ့ရေးကဘာမှမသေးကြသေးတာဖြစ်တဲ့အတွက် အဲပုံဩပြီးတော့အရန်နေမလူပြစ်ဖို့စူးစူးစီးစီးလေးနေကြဖို့ဒေသစော်နဲ့တိုက်တွန်းပါတယ်ရှင်ပေးကင်းကြပါစေ